င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းဘယ်လာရုစ်ကိုတွားရောက်စဉ်မိမအကျူကျူလာကိုမမြင်တွေ့ရဘဲရုရှားရောက်ရှိချိန်မှာလင်းစုံမီရဖတ်နှစ်ကိုတူပွဲထွက်ပြတဲ့အကြောင်း တင်ဆက်ပေးပါမယ်။နိုင်ငံတော်ဗတ်ချက်နဲ့ဝယ်ယူထားတဲ့ MI Airbus A319 လေယာဉ်ကိုမင်းအောင်လိုင်းမိသားစုအတွက်လိုအပ်သလိုခောက်တုံခောက်ပြန်ပြန်တန်းအသုံးပြုနေတယ်လို့ဆိုပါတယ်။အကြံဖတ်စကောင်းဆောင်မင်းအောင်လိုင်းကစွန်လ25ရက်ကစတင်ပြီးဘယ်လာရုစ်နိုင်ငံကိုထွက်ခွာခဲ့ပြီးအဲ့လိုထွက်ခွာခြင်းကမိမအကျူကျူလာ ကိုမမြင်တွေ့ရပင်ဇွန်လ28ရက်နေ့ရုရှားနိုင်ငံရောက်ရှိချိန်မှာမင်းအောင်လိုင်က မိမကျူကျူလာနဲ့အတူလင်းစုံမင်းရဲ့ဘက်နှစ်ကိုတူပွဲထွက်လာခဲ့ပါတယ်။မင်းအောင်လိုင်ကဘယ်လာရုစ်နိုင်ငံမှာဇွန်လ26ရက်နေ့မှဇွန်လ29ရက်နေ့ထိပြုလုပ်ခဲ့တဲ့ဥရောပအာရှစီးဝိုင်းဖိုရမ်တက်ရောက်ခဲ့ပြီးဘယ်လာရုခီစင်တခြားလုံးမှာမိမကျူကျူလာကိုမမြင်တွေ့ရပါဘူး။ဒါပေမဲ့ဇွန်လ28ရက်နေ့ရုရှားနိုင်ငံရောက်ရှိချိန်မှာတော့မိမကျူကျူလာနဲ့အတူလင်းရင်ပေါ်မှာနှစ်ကိုတူဆင်းလာကပွဲထွက်ပြခဲ့တာဖြစ်ပါတယ်။ နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်တွေကဘယ်လာရုစ်နိုင်ငံသွားရောက်စဉ်ကမင်းအောင်လိုင်းနဲ့ကိုယ်စားလှယ်ဖွင့်တာသွားရောက်ခဲ့တာဖြစ်ပြီးဇနီးများမပါဝင်ခဲ့ကြောင်းစီဝေးပီးစည်းချိန်မှာဇနီးဖြစ်သူကျူကျူလာပါဝင်ကိုယ်စားလှယ်ဖွင့်ရဲ့ဇနီးတွေကိုလင်ရင်နဲ့တီးတန့်ထမှန်ခေါ်ယူပြီးရုရှားကိုအတူသွားကြခြင်းဖြစ်တယ်လို့သုံးသပ်ပြောဆိုပါတယ်။သူတို့နဲ့ဥရုရှားကိုအတူသွားတာကမထူးခြားပါဘူး။ဒါပေမဲ့ဘယ်လာရုစ်ကိုသူတဦးနဲ့သွားပြီးမှဇနီးကိုနောက်ကနေလိုက်လာဖို့လင်ရင်နဲ့တက်ခေါက်သွားခေါ်လာတာကိုပြောချင်တာသူတို့အတွက် MEI Airbus A319 လင်ရင်ကိုမိသားစုပစ္စည်းလို့ လို့တလို့တုံးနေတာဒူဒူကြကြဆိုရင်2021ခုနှစ်ဇွန်လမှာရုရှားမော်စကိုမှာရွှေတကုံပုံတူစေဒီဆင်ပူတော့တင်လူပွဲအတွက်တရကူစီရောရေဆက်ချအလူပွဲပြုလုပ်တဲ့အဲ့ဒီတုန်းကတက်ချုံနဲ့ဇနီးကရုရှားကိုအရင်ရောက်တဲ့ရေဆက်ချအလူပွဲတက်ဖို့တက်ချုံသားနဲ့တမီးကို MI Airbus A319 လေယာဉ်နဲ့နောက်တစ်ခေါက်မြန်မာပြည်ကိုပြန်ပြီးသွားခေါ်ခိုင်းနေအဲ့ဒီတုန်းကလေယာဉ်ကအငားပဲမဝယ်ရသေးဘူးအခုလည်းဘယ်လာရုစ်မှာတက်ချုံရှိတုန်းကဇနီးမပါဘူးရုရှားရောက်မှဇနီးပါလာတယ်ဆိုတာကလေယာဉ်နဲ့ဇနီးကိုသွားခေါ်ခိုင်း ုင်းနာကိုပြောကြင်တာလို့နေပြည်တော်တပ်သတင်းရင်းမြစ်တွေကဆိုပါတယ်အခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းအောင်လိုင်းနဲ့မိသားစုအတောင်ပြူပေါ်အမေရိကန်နိုင်ငံ Aviation Capital Group တမှငားရမ်းထားတဲ့ Airbus အမျိုးအစား MEI A31915 MSN 5193လေးရင် XYALK ကိုနိုင်ငံတော်ဘတ်ဂျက်မှာအမေရိကန်ဒေါ်လာတန်း60နီးပါအသုံးပြုဝယ်ယူခဲ့ပါတယ်။အစိုးရ MAI Airbus A319 လေးရင်နဲ့မင်းအောင်လိုင်းဇနီးနဲ့တာသမိမိသားစုတွေကဈေးဝယ်ပြပခီးစင်များတွားရောက်လိမ့်ရှိပြီးတွားရောက်တဲ့နိုင်ငံတွေမှာစင်ကာပူနဲ့ကိုရီးယားတို့ပါဝင်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ချင်းတွင်းမြစ်ကြောင်းတိုင်းစံတက်လာတဲ့စစ်တင်းမောင်းအုပ်စုကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်ရှိချင်းတွင်းမြစ်ကြောင်းတိုင်းစံတက်လာတဲ့စစ်တင်းမောင်းအုပ်စုကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းချင်းတွင်းတိုင်းနမိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကောင်ဆောင်ကိုပိုင်ကပြောပါရယ်။ဇွန်လ28ရက်နေ့နေ့လယ်တနင်္ဂနွေကစလင်းကြီးမြို့နယ်ရှိချင်းတွင်းမြစ်ကြောင်းတိုင်းစံတက်လာတဲ့စစ်တင်းမောင်းအုပ်စုကိုတော်လိုင်းတပ်ဖွဲ့တွေက300ကျွဲပြီးချင်းတွင်းတိုင်းနမိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းကြီးနဲ့ ူမဟာမိတ်ညီနောင်တွေကရှေ့ထွက်မိုင်းများလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းစံဖတ်စကောင်စီများအထိနာပြီးစစ်သည်မောမှပစ်ကူပေးတိုက်ခိုက်ခါချင်းတွင်မြင့်ကြောင်းတိုင်းဆန်သက်သွားကြောင်းအဲဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေရှိတော့လဲအရေးအတွက်ကိုအတိမပြုနိုင်သေးကြောင်းသိရပါတယ်။ဒီကောင်တွေက29ရက်နေ့ညနေမှာချင်းတွင်တပ်သားဆင်ဖြူရှင်တပ်သားမှအိတ်တာအေယာရီကနေတက်လာတဲ့ကောင်တွေဖလက်၉စီစစ်သည်မောကြီးကနှက်စီအတိကတစီတိုက်ပွဲကတော့စလင်းကြီးတနေရာမှာတိုက်ခိုက်တာပါ။ နှစ်နိုင်ဒူးလောက်မှစတင်တိုက်ခိုက်တာပါတိုက်ပွဲဖြစ်ပွားခြင်းကတော့တနိုင်လောက်ကြမင်းအစည်းကြီးကလည်းများတာဆိုတော့ဆင်ဖြူရှင်တရားမှအိပ်ပြီးမနေ့6နိုင်လောက်မှအထက်ကိုစံတက်လာတာပါစံလာတော့ပါရာမိုတာနှစ်စီးနဲ့တက်လာပြီးတရက်ကိုင်းဘက်ကိုနှလုံးချသွားတယ်ပြည်သူလေးဦးတည်ဆုံတဲ့ flat ဒစင်းကလည်းမိခိုးတွေကိုမဲသွားတာပွိုင်းမိသွားတော့ရှေ့ထွက်တို့ဖူထွက်တို့တာနဲ့ပြစ်တံဆိုတာပေါ့ရေချောင်းကတော့စစ်ခွေးတည်စင်းကတော့ရှိနိုင်တဲ့မဟာမိတ်ဖွဲ့တွေကအများကြီးနဲ့တက်ခိုက်တာပါလို့ပြည်သူကာကွယ်တပ်ဖွဲ့ကောင်းဆောင်ကိုပိုက်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမဟာမိတ်ညီနာ ောင်ဖွဲ့စည်းများချင်းတွင်ဒိုင်းနမိုက်ပြည်သူကာကွယ်တပ်ဖွဲ့တောင်မန်ဤအထူးပြောက်ကြားတပ်ဖွဲ့ ငါမြင်းဆောင်ဖိုက်တာ group local pds ဆိုလိုအောင်ကြီးရင်းမပင်ခရိုင်ဖြူဟာအမှတ်48တန်ရင်3တက်ခွဲ3 defense of our motherland special gallery photo မုံရွာတို့ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်မရှိပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ချင်းတွင်တိုင်းမိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့ဆက်လက်ပြီးတိုက်ပွဲများဖော်ဆောင်နိုင်ဖို့အတွက်ပြည်ရင်းပြည်ပါမှထောက်ပို့ဖွဲ့စည်းများအနေနဲ့လည်းကြည်တရဖို့ဖြစ်စေပါဝင်ထောက်ပို့ပေးကြဖို့မြစ်တရရခိုင်ကြောင်းကိုပိုက်ကဆက်လက်ပြောဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မွန်ပြည်နယ်မှာရွှေကောက်ပွဲအတွက်မဲပေးဆက်စစ်ကောင်စီစတင်မိတ်ဆက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မှာစစ်ကောင်စီကပြုလုပ်မဲလာမဲထွေထွေရွှေကောက်ပွဲအတွင်းမြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM နဲ့မဲပေးနိုင်ဖို့အတွက်လို့ဆိုပြီးစစ်ကောင်စီကပြည်နောက်စုရွှေကောက်ပွဲကော်မရှင်ကလက်တွေ့ဆန်းသက်ပြသမှုပြုလုပ်ခဲ့ပါတယ်။မဲပေးဆက် EVM နဲ့လက်တွေ့ မဲပေးဆက်သက်ခြင်းဖြင့်အခမ်းအနားကိုဇွန်လ29ရက်နေ့မော်လမြိုင်မြို့ရှိမော်လမြိုင်နီးပညာတက္ကသိုလ်ရဲ့ပွင့်နေသပင်ခန်းမှာမှပြုလုပ်ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းမှာဖော်ပြထားပါတယ်မဲပေးဆက် MEVN နဲ့မဲပေးဆက်သက်ပြသခြင်းကိုစစ်ကောင်စီကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးကိုကိုလွင်ကလာရောက်ပြီးမွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကတာဝန်ရှိသူတွေမော်လမြိုင်နီးပညာတက္ကသိုလ်ကဆရာဆရာမတွေဖြင့်ကျောင်းသားကျောင်းသူတွေပါပြသခဲ့တယ်လို့ဆိုပါတယ်အမည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံလူငယ်တောင်ကတော့စစ်ကောင်စီကပြုလုပ်မဲ့ ရွှေကပွဲကိုအယုံအကြည်မရှိသလိုရွှေကပွဲကြောင့်ပဋိပက္ခပုံမကြီးမားလာနိုင်တယ်လို့သတင်းဌာနကပြောပါတယ်။ကျွန်တော်တို့ကတော့အယုံကြည်တော့မရှိပါဘူးဒီရွှေကပွဲဆိုတာသူ့ရဲ့ထွက်ပပေါ်ထွက်ပကိုသူကတော့မရရအောင် လုပ်မယ်။တစ်ဖက်ကလည်းတောင်းတားဆီးမယ်ဆိုရင်ပဋိပက္ခတွေပို့ပြီးတော့ကြီးမားလာမယ်အစိုးရပဲဖြစ်လာမယ်လို့ထင်တာပေါ့။တကယ်ရအောင်ပြီတော့အောင်မြင်မယ်လို့မထင်ဘူးလို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီပြုလုပ်မဲ့ရွှေကပွဲကပြည်သူအလုံးရဲ့ဆန္ဒမဲ့ရရှိဖို့ဖြစ်နိုင်တယ်လို့ထွက်ပေါ်လာမယ်အစိုးရရဲ့လွတ်တော်ကလည်းပြည်သူတွေကိုကိုးစားပြုမှာမဟုတ်တဲ့အတွက်ရွှေကပွဲလုပ ပြီးပေမဲ့ဘာမှထူးခြားလာမှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ကအထွေထွေရွှေကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းနဲ့လာမယ့်နှစ်စာမှာ ပြုလုပ်သွားမယ်လို့ပြောဆိုခဲ့ပြီးရနောက်စစ်ကောင်စီကသူတို့ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာရွှေကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်မှုတွေဇက်တိုက်ပြုလုပ်နေတာပါမုံကြီးနယ်မှာတော့စစ်ကောင်စီကရွှေကောက်ပွဲပြုလုပ်မယ်လို့ပြောဆိုနေပြီးမြေဒေသတွင်ရှိတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ကြိုက်တူဘီလင်းတထုံတံမြော့တံဖြူစီရက်နဲ့ရေမြုပ်နယ်တွေမှာတော့ရွှေကောက်ပွဲကိုအပြေအဝလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးတော်လိုင်းအင်အားစုတွေဘက်ကတော့အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မယ်တရားမျှတမှုမရှိတဲ့အထွေထွေရွှေကောက်ပွဲအပေါ်ပြည်သူတွေအနေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ကြဘဲတိုက်တွန်းမှုတွေရှိနေတာဖြစ်ပါတယ် ဇလဘီပွင့်ဖြူမှာစစ်ကောင်စီရင်ကိုစီမိုင်းဆွဲတိုက်ခိုက်ခံရပြီး6ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာစစ်ကောင်စီရင်ကိုစီမိုင်းဆွဲတိုက်ခိုက်ပြီး6ဦးသေဆုံးခဲ့တယ်လို့ပွင့်ဖြူပကဖကဇွန်လ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါရယ်။ဇွန်လ24ရက်နေ့မှာမတဲချင်းရွာဘက်ကိုစစ်ကြောင်းဝင်ပြီးပြန်ဆုံလာတဲ့ရှင်ကိုစီကိုထိန်အိုင်ချင်းရွာမြောက်ဖက်မှာတိုက်ခိုက်ခဲ့တာပါ။လုံလောဆယ်မှာတော့စစ်ကြောင်းကပြန်ဆုံသွားပြီး အဲ့ဒီပုံဝင်ချက်မှာတော့ပြူစောတီတွေလှုံရှားမှုရှိတဲ့ကင်းဘတ်တာရင်းလည်းတွေ့ရတယ်လို့ပွင့်ဖြူပါကဖာတာဝန်ရှိသူတောက်ကဆိုပါတယ်။မိုင်းဆွဲတိုက်ခိုက်ပြီးရနောက်လက်နက်ငယ်တွေနဲ့မိနစ်20ဝန်းကျင်ပြစ်ခတ်ခဲ့ပြီးစစ်ကောင်စီဘက်က၆ဦးတင်ဆောင်ပြီးထိခိုက်ဒဏ်ရာရသူများပြားတယ်လို့ဆိုပါတယ်။ထိခိုက်ဒဏ်ရာရသူတွေကိုဟိုက်ချက်မျိုးစာမော်တော်ယာဉ်နဲ့ပွင့်ဖြူဘက်ကိုတင်ဆောင်သွားပြီးမကွေးစစ်စေုံမှာကုသနေရလို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းကစွန်လ23ရက်မှာညောင်ပင်ဝိုင်းထူပေါင်းမတဲနဲ့ကဏီချင်းရွာတွေကိုဝင်ရောက်ဝင်နောက်ခဲ့ပြီးပြည်သူ25ဦးထပ်မံနဲ့ဖမ်းဆီးခံရတာပါ။နောက်ဆုံးရ ရှိထားတဲ့သတင်းတွေအရအဖမ်းခံသူတွေပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်ဆလပီထိုင်းနဲ့ကမ္ဘောဒီးယားစစ်ရေးရအပြန်အလှန်ချိန်ချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကမ္ဘောဒီးယားနိုင်ငံကိုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ထက်လွတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့လက်ရှိဝန်ကြီးချုပ်တာဝန်လွှဲယူထားတဲ့တားဖြစ်သူဟွန်မာနက်တို့ကထိုင်းနဲ့ပတ်သက်ပြီးအငင်းပွားပွဲထုတ်ပြန်ချက်တွေကိုလူမှုကွန်ရက်ပေါ်မှာဆက်တိုက်ရေးတင်နေပြီးအခုလဲဇွန်လ26ရက်မှာအငင်းပွားနေဆက်အော်တာမင်ချီခရိုင်ရှိ စစ်သားများတန်းဟွန်ဆန်သွားရောက်လက်ပတ်ပြီးရဲ့နောက်ကျူးကျော်ခံရရင်မကြောက်ပဲတိုက်ခိုက်ဖို့အသင့်ပြင်ဖို့တက်လက်မှကြားသွားခဲ့ပါတယ်။အဲ့ဒီရဲ့မတိုင်ခင်ကပဲဟွန်ဆန်ကဘန်ကောက်ထိရောက်နိုင်တဲ့လက်နက်မိမိမှရှိရလို့ကြုံမသလိုကမ်ဘောဒီးယားထောက်ပို့တန်းအကြီးဆုံးယာရုလည်းရယူပြီးစစ်ယူနီဖောင်းပြန်ဝတ်ပြီးနေဆက်မှာတာဝန်ထမ်းဆောင်တဲ့စစ်သည်တွေကိုထောက်ပို့တာဝန်အတွက်မပူကြဖို့မှာကြားသွားပါတယ်။တားဖြစ်သူဟွန်မာနက်ကလည်းမိမိတို့နဲ့ ထိုင်းဆက်ဆံရေးကရှက်ခင်းစင်အာနာသိမ်းခဲ့တဲ့ထိုင်းပုံချုပ်ပရာယွန်းလက်ထက်ကအထူးကောင်းမွန်ကဲကအခုသက်ဆင်းတဲ့တမိဖြစ်သူဝင်ကြီးချုပ်ပေထောင်တန်တို့ကထိုင်းစစ်တပ်နဲ့တီးခြားဖြစ်နေတဲ့အတွက်နှစ်နိုင်ငံဆက်ဆံရေးပြတ်ပြားလာရတယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဇွန်လ29ရက်နေ့မှာဟွန်ဆန်ကတချိန်ကကောပါတာလို့ခေါ်ခဲ့တဲ့သက်ဆင်းကထိုင်းနိုင်ငံပေါ်တစ္ဆာဖောက်ကြောင့်ဆွဆွဲခဲ့ပြီးတဆင်မီတာစုနိုင်ငံပေါ်မြည်တို့တစ္ဆာဖောက်တယ်ဆိုတာကိုထုတ်ပြောနိုင်တယ်လို့ပါထုတ်ပြန်ပြောဆိုသွားပါတယ်။ ထိုင်းကာကွယ်ဝင်ကြီးဖန်တန်ကလည်းဇွန်လ26ရက်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးမိမိတို့ထိုင်းတော်ဝင်လေတပ်မှဖိုက်တာဂျက်လီယင်တွေကကမ်ဘောဒီးယားအငင်းပွားနေဆက်ကို9မိနစ်အတွင်းရောက်လာနိုင်တဲ့အနေအထားပြင်ဆင်ထားပြီးဖြစ်ကြောင်းထုတ်ပြန်သွားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။